ရသော်ဗျာတဲ့နော်ကိန်သူယာဝစရာတာတို့တတဝါတွေအတွက်သူသဖြင့်လူတွေအတွက်ဩသည့်တိုင်အောင်ကောင်းမွန်တဲ့အရာဘယ်အရာများဖြစ်မလဲလူတွေဟာနော်တဖြည်းဖြည်းနဲ့အသက်ကကြီးလာကြအောင်မှာရေဝရသဘောနော်ငယ်ငယ်နဲ့မသေးရင်တော့ကြီးမှာပေါ့ဟုတ်လားကြီးလာပြီဩမဲမဆွမ်းဖြစ်လာပြီဆိုတော့အဲ့ဒီလိုအနေအထားမျိုးမှာ ဘယ်အရာလေးများ ကိုကစောစောစီစီပြည့်စုံအောင် လုပ်ထားမယ်ရှင်ကိုပြည့်စုံအောင်လုပ်ထားတဲ့အဲ့ဒီအရာလေးကကိုကိုအိုသည့်တန်အောင်ကောင်းစွာစောင့်ရှောက်စီမဲ့ချမ်းသာစီမဲ့အရာလေးများဖြစ်မလို့လို့မေးတာလူတွေရဲ့နော်ဘဝရဲ့နောက်ဆုံးအရွယ်ထိနေဝင်ချိန်ထိကောင်းမွန်သွားစီမဲ့အရာကလေးဟာဘယ်အရာများဖြစ်မလဲအတော့ကျွတ်တို့အိုရရအောင်မဲ့ပုံကိုယ်တွေအတွက်ဒီမေကွန်းရဲ့အဖြေကစိတ်ဝင်စားပွဲရှိမယ်ပါနော် နောက်ဒုတိယမေကွန်းပါမေတော်ကိန္သူယာဝဇရာတာတုကိန္သူတာတုပဋိဋ္ဌိတာနော်ကိန္သူတာတုပဋိဋ္ဌိတာနော်ဘယ်လိုသဘာဝတရားမျိုးလေးကိုယ်တန်တမှာအမြဲတမ်းတည်နေမယ်ရှိနေမယ်ဆိုရင်အကောင်းဆုံး ဖြစ်မလဲတဲ့ဘဝမှာဘာကလေးနဲ့မြတ်မကွဲမကွာအတူနေသွားရရင်အကောင်းဆုံးဖြစ်မလဲလို့မေးတာကိန္သူတာတုပဋိဋ္ဌိတာနော်ကိန္သူအဘေယာတိ ပဋိဋ္ဌိတာကိုယ်တန်တာမှာအမြဲတမ်းတည်ရှိနေမယ်ဆိုရင်သာဓုကောင်းမလဲနောက်တတိယမိဘဘာမေးတော့ကိန္တုနရနံရတနံရသော်ဗျာတဲ့လောကမှာလူသားတွေအတွက်အထူးသဖြင့်လူသားတွေအတွက်နော်တတဝအားလုံးအတွက်နော်ဘေးရဟာယရဏလို့ပြောရမလဲယရဏဆိုတဲ့စကလုံးလေးတုံးတယ်နော်ယရဏဆိုတာစိတ်ကိုနှစ်သက်စေတဲ့အရာလို့အဓိပ္ပာယ်ရတယ် နော်ပိုင်ရှင်ကို နှိမ့်သက်နှိမ့်သက်စေတဲ့သဘောဒါယရဏလို့ပြောတာနော်ပိုင်ရှင်ကို စိတ်ညစ်စေတယ်စိတ်ပြက်စေတယ်ဆင်းရဲစေတယ်ဆိုရင်ယရဏမဟုတ်စိတ်ပူပန်စေတယ်ဆိုရင်ယရဏမဟုတ်ဟုတ်လားပိုင်ရှင်ကို စိတ်ချမ်းသာစေတယ်နှိမ့်သက်စေတယ်ကျင့်သက်စေတယ်အဲ့ဒီလိုအရာမျိုးဘာလို့ခေါ်လို့ယရဏတဲ့နော်လူတွေအတွက်တကယ်ကျင့်သက်မှုနှိမ့်သက်မှုကိုရားစေမဲ့ယရဏလို့ဆိုရလောက်အောင်တန်ဖိုးရှိတဲ့အရာဟာ ဘယ်ရမဲမဖြစ်မလဲလို့တတိယမေကုံမေးတယ်။နောက်သရုပ်ထာမေကုံကြတော့ကိန်သူစောရိဟိတူဟရာ။နောက်စောရိဟိအစွမ်းထက်တဲ့ကိုသားဓမြတွေကနောက်ဒူဟရာနောက်လူယူလို့မရတဲ့အရာကိန်သူဘယ်အရာလဲတဲ့။ကိုမတိအောင်ယူလို့လည်းမရဘူး။နောက်ကိုမျက်စီရှိရင်ကိုအကျန့်ဖက်အနိုင်အထက်ပြုနှိမ့်ဆက်ညှင်းဆဲပြီးတော့ယူသွားလို့လည်းမရဘူး။အနုနေအကျန်ဤဘလို့နီးနေမှကိုစီကယူဆောင်သွားလို့မရတဲ့အရာ။ ြောရင်ဒါကကိုတကယ်ပိုင်တဲ့အရာကောင်းတာတွေထဲမှာကိုတကယ်ပိုင်တဲ့အရာဟာဘယ်ရာလဲလို့အလိုမေးတာဘေကွန်လေးချက်ကသူ့ရှုတော့တဲ့သူအကုန်လုံးနားလေတဲ့နဲ့ဒီအဖြစ်တွေကိုနားလေထားတဲ့နဲ့မေကွန်မျိုးတွေနော်ဟုတ်လားအိုကြရအုံးမဲ့ပုံကိုယ်တွေအတွက်အိုသီးတန်အောင်ကောင်းမှာကဘယ်ရာလဲတော့ဘဝမှာဘာလေးနဲ့မြဲအမြဲတမ်းအတူရှင်တွဲပြီးတော့နေတော့ရရင်အကောင်းဆုံးဖြစ်မယ်လေ ဟုတ်လားကိုယ်စိတ်နှလုံးကိုတကယ်နှစ်သက်စေတဲ့ယတနာလို့ဆိုရအောင်တန်ဖိုးရှိတဲ့အရာပဲရလေဟုတ်လားပြီးတော့ဘာတော့တခိုးရမြတွေကကိုယ်စီကအနုနေချမ်းဒီနှီးမျိုးစုံနဲ့ဘလို့မှယူဆောင်သွားလို့မရတဲ့အရာတနည်းအားဖြင့်ကောင်းမြတ်တာတွေထဲမှာကိုယ်တကယ်ပိုင်နေဆိုတဲ့အရာပဲရလေလို့မေးတာအကျင့်ဖန်များစွာဘုန်းတို့ဟောဥပါတဲ့ဒီဒေသနာလေးက အဖြေလေးမျိုးမှာတစ်မျိုးစီတစ်မျိုးစီမှာကျေပြန့်တဲ့တံမိုးရှိတဲ့အတိဘယ်တွေကိန်းနေတော့နားလဲရမယ်နော်အဲ့ဒါမြတ်စွာဘုရားဘလို့ဖြေပြတုံဆိုတော့တီလယံဝဇရာတာတုတတ္တာတာတုပဋိဋ္ဌိတာပညာနရနရတနာပုံညာစောရိဟိတုဟဲ့လားအဖြေလေးတွေက အစစကလုံးလေးတွေထဲမှာ ပါသွားပြီနော်တီလယံဝဇရာတာတုတတ္တာတာတုပဋိဋ္ဌိတာ ပညာနရနရတနာပုံညာ sorry ဟိထုဟလာဟုတ်လားတတ္တဝါတွေအတွက်သူတစ်ဖြင့်လူသားတွေအတွက်ဥမင်းရှင်ရောတိတံဘောရဲ့နောက်ဆုံးချိန်ထိတိုင်အောင်ကိုယ်တကယ်ကောင်းစီမဲ့ချမ်းသာစီမဲ့ကိုယ်ဖေးမမဲ့စောင်းရှောင်းမဲ့တကယ်အားကိုအားရပြုရမဲ့အရာဘာလဲလို့မေးကိုချင်းတီလာတဲ့ဟုတ်လားအနေမှန်ထားဖို့လိုတယ်အပြောမှန်ထားဖို့လိုတယ်နော်ကိုယ့်ရဲ့ကာယကံမှုဝစီကံမှုကြောင့် ဘသူကိုမှ မထိကိုက်စေဖို့ဂယုရှိုက်ပြီးတော့ဘဝမှာ နေရမယ်။ဟုတ်လား။ဒါအလွန်ရေးကြီးတဲ့ဟိုတို့သူတော်ကောင်းတရားကိုတံမိုးထားလို့ရှာဖွေကြမဲ့ပုံကိုယ်တွေတော့ဒုက္ခငြိမ်းငြိမ်းရတဲ့ပုံကိုယ်တွေမြတ်သောကျင့်ကိုကျင့်မှစိမ့်မှန်တဲ့ပညာကိုရမှာစိမ့်မှန်တဲ့ပညာကိုရမှာဒုက္ခငြိမ်းမှာအဲ့လိုမြတ်သောကျင့်ကိုကျင့်တော့မယ်ဆိုလို့ရှိရင်ဘယ်ပေါ်မှာယက်တီပြီးကျင့်ရမှာလဲလို့မေးဒီတီလာပေါ်မှာယက်တီပြီးတော့ကျင့်ရမှာယက်တီစရာတီလာမရှိဘူးဆိုလို့ရှိရင် ယတ္တိတရားရှိအောင်တိလာကိုအရင်ဖြူရှင်အောင်ဘုန်းဘုန်းတို့ဘာလုပ်ရမှာတော့ကြိုးပမ်းအားထုတ်ရမှာနော်အဲ့တော့ဒီဖြေလေးကိုကိုကတော့အချမ်းမြင်းလေးလောက်တော့စိတ်ထဲမှာဟုတ်လိုက်တာဆိုတာမျိုးလေးနားလည်မှုရှိသည့်အထိဘုန်းဘုန်းတို့သဘောပေါက်ထားတဲ့နည်းဘဝခန္ဓာဆိုတာကအိုး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 လာတဖြည်းဖြည်းနဲ့ဟုတ်လားအိုးလာပြီဆိုလို့ရှိရင်သူကဘာတော့အကြီးသေးရကြလာကောင်းတာတွေတဖြည်းဖြည်းနဲ့ဂုံဂုံပြီးတော့မကောင်းတာတွေတဖြည်းဖြည်းနဲ့ ်ရောက်ရောက်လာတယ်အဲ့ဒါအိုတယ်ဆိုတာအဲ့ဒါပဲဟုတ်လားခွန်အားဖြင့်လဲယော့သွားတယ်နှုပြခြင်းအားဖြင့်လဲယော့သွားတယ်နော်တက်တာတဲ့အနေထားလေးတွေလဲယော့သွားတယ်နော်ဘာတွေရောက်လာမတက်တာတဲ့အနေထားတွေရောက်ရောက်လာတာဟုတ်လားအဲ့တော့ပြင်ဘက်ကဥစ္စာပစ္စည်းတွေရှိတယ်၊တိုင်ဝိုင်းတွေရှိတယ်၊ဘာတွေဘလို့ပဲရှိရှိခန္ဓာကအိုးလာပြီဆိုရင် तू ကသိမကောင်းတော့ဟုတ်လားခံစားစရာတွေဘလောက်ပဲဘေးမှာများများ အဲ့ဒါတွေကိုခံစားမဲ့ဒီကိုကြီးကိုဝါစာ မကောင်းတော့ပါဘူးဆိုတာရဲ့နောက်မှာဘာတွေကတကယ်ကောင်းနိုင်အောင်မလဲအဲ့ဒါကိုစဉ်းစားရဟုတ်တယ်မဟုတ်လားဘုံခဏခဏပြောလေကြည်တရားတွေဘလောက်ကောင်းတာပဲရှိမျက်စီကြီးကမွဲနေတယ်ဘာတန်ဖို့ရှိမလို့နားထောင်စဉ်းစားရကောင်းတာတွေဘလောက်ဖယ်ပြည့်စုံပြည့်စုံနားထိုင်နေပြီပြောလို့မှမကြားတော့ဘူးဆိုဘာလုပ်မလို့စားကောင်းတောက်ဖွယ်တွေဘလောက်စားနိုင်တောက်နိုင်တဲ့အနေထားရှိခန္ဓာကိုယ်ကစားရင်တောက်ချင်းစိတ်ကိုမရှိတော့ဘူးဆိုတော့ အဲ့ဒီကောင်းတာတွေမြင် ပြီးတော့ကိုစိတ်ကပါဖြစ်နေတော့စိတ်ပြဲစားခြင်းဟုတ်တယ်မို့လားအဲ့တော့ဘဝကအိုမင်းလာတဲ့အခါမှာကောင်းတာဘာမှသိပ်ပြီးတော့ရှိတော့တာမဟုတ်ဘူးငငယ်ကတံပိုးထားခဲ့တဲ့ຢာတွေကကြီးတော့သိပ်တံပိုးရှိတော့တာမဟုတ်ဒါကိုမကြီးခင်ကစားပြီးတော့လူငယ်တွေကနားလေထားရမှာဟုတ်လားအဲ့ဒီလိုအနေထားမျိုးမှာကိုယ်တကယ်ကျင့်တတ်မှုရစေမဲ့နော်ကိုယ်ချမ်းသာစေမဲ့တွေးလိုက်တိုင်းပီတိကိုဖြစ်စေမဲ့အရာပါတော့ ိုဆောင်ထိန်းခဲ့တဲ့တီလာကိုအနေမှန်ခဲ့တယ်။နော်ရလို့မှုကြောင့်လည်းပဲမဟုတ်တာ မလုပ်ခဲ့ဘူး။မကျင်တဲ့လို့လည်းပဲမဟုတ်တာ မလုပ်ခဲ့ဘူး။ရလို့မှုကြောင့်လည်းပဲမဟုတ်တာမပြောခဲ့ဘူး။မကျင်တဲ့လို့လည်းမဟုတ်တာတွေမပြောခဲ့ဘူး။သူများကိုထိခိုက်စေမဲ့အလိုမျိုးလောဘဒေါသတည်းဟုသောအကြောင်းကြောင့်မလုပ်ခဲ့ဘူးချုပ်ထီးခဲ့တယ်။ငါမရရင်တာမရရင်နေပဲစီ။မဟုတ်တာတော့ငါမလုပ်ဘူး။ဟုတ်လား။ ဘလောက်ပဲစီထဲမကျင်တဲ့နေနေမကျင်တဲ့လို့တော့မဟုတ်တာမလုပ်ဘူးမကျင်တတ်တာပြီးရင်တော့သူပြောက်သွားမှာပဲမဟုတ်တာလုပ်ပြီးတော့စိတ်ကိုကျင်တတ်မှုရအောင်စိတ်ကိုအဲ့ဒါလိုနီးနေတော့ငါအဲမနှစ်သိပ်မနှစ်သိပ်ပေးနိုင်ဘူးပေါ့ဆိုလိုတာသဘောပေါက်လားဘုံပြောတာတကူချင်းတီလာဆိုတာလေးကိုအဲ့ဒါလိုသူ့ရဲ့တန်ဖိုးကိုမြင်ရမယ်နော်တကယ်ဖြူစင်အောင်ထိမ့်သိမ့်ထားလို့ရှိရင်သူကအမြဲတမ်းကိုယ့်ကိုမဖြစ်စီမတော့ချမ်းသာစေပဲကောင်းစေပဲဟုတ်လား ဒါကြောင့်တီလံယာဝဇရာတာတုယာဝဇရာဥသိတိုင်အောင်တာတုကောင်းမွန်တဲ့အရာဟာတီလံကိုခြင်းတရားလို့ဒီလိုမျက်စောဖေးအဖြေထုတ်ပေးတယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဒုတိယမိကွန်ကဘာလေးနဲ့မြတ်အမြဲတမ်းအတူရှင်တွဲပြီးတော့နေရရင်ဘာကလေးမြတ်ကိုတန်တမအမြဲတမ်းရှိနေမယ်တည်နေမယ်ဆိုရင်အကောင်းဆုံးဖြစ်မလဲဆိုတော့မျက်စောဖေးကတတ္တာတာတုပဋိဋ္ဌိတာဟုတ်လား ပဋိဋ္ဌိတာကိုယ်စိတ်ထဲမှာအမြဲတမ်းတည်နေမယ်ဆိုရင်တတ္တယုံကြည်မှုတရားတရားသာလို့အကောင်းဆုံးပဲယုံကြည်မှုလေးအမြဲတမ်းတည်နေကောင်းတယ်လို့ပြောတာဆိုတော့ယုံကြည်မှုမပြောက်စေနဲ့ဆိုတာနော်လူတွေကတော့ဘလို့ရွယ်ချက်နဲ့ပြောကြတယ်လည်းတော့မသိဘူးသူတို့ဆိုလိုတဲ့ယုံကြည်မှုကဘလို့ယုံကြည်မှုမျိုးဆိုတာလည်းပဲအဲခွဲခြားရတာခက်တယ်ပေါ့ဒီနေရာမှာတော့မြတ်စွာဘုရားရဲ့ဒေသနာအရဟုတ်တယ်ယုံကြည်မှုကမပြောက်စေနဲ့ဟုတ်လားစိတ်ထဲမှာအမြဲတမ်းရှိအောင်ကြိုးစားထားရမယ် ဘာလို့ယုံကြည်ရမှာတော့ဆိုရင်ယုံကြည်သိယုံကြည်တိုက်တဲ့အမှန်တရားတွေကိုယုံကြည်ရမယ်ပေါ့ယုံကြည်သိယုံကြည်တိုက်တဲ့အမှန်တရား၄မျိုးယက်စွာဘုရားရဲ့ဂုံကျေးဇူးယက်စွာဘုရားရဲ့ကိလေသာကင်းဖို့တရားလုံးစုံကိုတည်တော်မူဖို့ဖြည့်စည်တော်မူခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့်ဒီဘဝမှာလုံးဝပြည့်ပြည့်စုံတော်မူဖို့အရဟံသမ္မာသမ္ဗုဒ္ဓဘဂဝါနမောတတ္တဘဂဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တအကောင်းဆုံးဘုရားရှိခိုးတော် ဟုတ်လားအရဟံဂုံပါတယ်သမ္မာသမ္ဗုဒ္ဓဂုံပါတယ်ပြီးတော့ဘာလို့ဘဂဝါဂုံပါတယ်ဘဂဝါဂုံလည်းဘုမောအလွန်သဘောကျတာပဲဟုတ်လားဘဂဝါဂုံနော်အကြောင်းတွေပြည့်စုံလို့အကျိုးတွေပြည့်စုံသွားတာဟုတ်လားအကြောင်းတွေပြည့်စုံလို့အကျိုးတွေပြည့်စုံသွားတာကောင်းတာတွေကိုအလျံပဲပြုတ်ခဲ့လို့ကောင်းတာတွေကိုအလျံပဲရတာဘယ်သူမှတတ်သူ့ကိုလိုက်လို့မမီဘူးအဲ့ဒါဘဂဝါပဲအနှစ်ချုပ်ပြောတာနော် ဲ့ဒီလိုရဲ့ဆိုတော့ဘုရားကဂုံကိုစိတ်ကအော်တို့ဘုရားကဒီလိုဂုံလေးရှိတာလို့စိတ်ကယုံကြည်တယ်ဆိုရင်ဒါသာတရားသူယုံတာယုံတဲ့အတိုင်းမှန်နေတယ်ဟုတ်လားအဲ့ဒီလိုပဲသီလသမာဓိပညာမဂ်ရှင်ပအကျင့်မြတ်တရားမဉ္ဉံဖုန်ဉ္ဉံနိဗ္ဗာန်ဒီတရားတွေဟာဒုက္ခငြိမ်းချောင်းတရားတွေလို့သူတော်ကောင်းတရားရဲ့စွန့်ရည်တတ်တွေကိုယုံကြည်တာဟုတ်လားပြီးတော့ပါတော့အရိယသံဃာတော်တို့ရဲ့ဂုံကိုယုံကြည်တာပြီးတော့ပါတော့ကိုယ်စေတနာရဲ့စွန့်ရည်တတ်တွေ နော်ဒီစေတနာလေးကစွန့်ရည်တက်တည် ကြီးကြီးမားမားရှိနေတယ်အနာဂတ်ကိုသူပဲပုံဖော်နေမှာနော်ဟုတ်လားအနာဂတ်ကိုသူပုံဖော်မှာနော်ဘယ်သူတို့စေတနာစေတနာအဲ့ဒီစေတနာ မျက်နှာစာနှစ်ခုရှိတယ်ကောင်းတဲ့စေတနာဆိုးတဲ့စေတနာအဲ့ဒါအတီးတီးသူတို့တာဝန်သူတို့ယူကြမှာသူတို့ကကောင်းတဲ့စေတနာကောင်းတာလုပ်ဖို့သူကလည်းအမြဲတမ်းဖန်တီးတယ်အကောင်းတဲ့စေတနာကအကောင်းတာတွေဖြစ်ဖို့ဖန်တီးနေတာပဲအဲ့ဒါဘုန်းဘုန်းတို့ရှောင်လို့မရဟုတ်လားဒီနိယာမရဲ့ သဘောတဘာဝကဘုံဘုံတို့ဟာလွန်ဆန်လို့မရကံကံရဲ့အကျိုးဆိုတာဟုတ်လားစေနာအမြဲတမ်းဖြစ်နေရတော့ကောင်းလားဆိုးလားဆိုတာကိုစီစစ်ဖို့ကောင်းတာပေါ့ဟုတ်လားဟုတ်လားဒါကြောင့်စိတ်ကောင်းလေးအမြဲတမ်းရှိနေအောင်လုပ်ဆိုတာပြောတာဟုတ်လားစေဥမာကြီးအကြီးတော့မဖြစ်ဘူးပေါ့ဒါပေမဲ့လို့တိတ်ပြီးတော့အကြီးသွေးမရှိတဲ့ညံဖြင်းတဲ့စေတနာလေးတွေသဘောတဘာဝလေးတွေကဖြစ်နေတတ်တယ်အဲ့လိုဆိုရင်လည်း तू ကသူနဲ့တန်တဲ့ဆင်းရဲအသေးလေးတွေတော့ပြေးနေအောင်ပါပဲ ုတ်လားဒါကြောင့်ဘုန်းတို့ဘာကိုယုံကြည်ရမှာတုံးဆိုတော့ယတနာမြတ်သုံးပါးရဲ့ဂုံကျေးဇူးနဲ့ကံကံရဲ့အကျိုးလို့ဆိုတဲ့စိတ်စေနာရဲ့စွန့်ရည်တတ္တိကိုယုံကြည်ရမယ်ဒါတရားဒီလိုရှိတယ်လို့နားလည်မှုအခြေခံပြီးတော့ယုံကြည်မှုတရားတရားထက်သန်စေရမယ်ပေါ့အဲ့ဒီယုံကြည်မှုနဲ့အမြဲနေရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့ဟုတ်တယ် तू ကလမ်းကြောင်းကိုမတိမ်မဆောင်းအောင်မောင်းနှင်မှာအဲ့ဒီတရားတရားကဟုတ်လား တရာတရားရဲ့တွန်းအားနဲ့ဘုံတို့ရဲ့ကောင်းမြတ်တဲ့အလုပ်တွေဟာရှေ့ဆက်ပြီးတော့သွားနေကြတာလေပတ်နေကြတာနားလေဖို့လိုရနော်တရားထိုင်တဲ့အခါမှာတော့မကောင်းကောင်းမွန်မွန်လေးနော်ဖြစ်သွားသလားဟာရက်ကန်ရက်ကန်နဲ့ဟိုလိုလိုဒီလိုလိုနဲ့ပြီးသွားသလားအဲ့ဒါဘာပေါ်မူတည်နေတော့ထင်တော့အဲ့ဒီနောက်ကွယ်ကတရာတရားရဲ့တွန်းအားပေါ်မှာမူတည်နေတယ်တရာတရားထက်သန်နေတဲ့အချိန်ဆိုရင်လောရတာအရန်ကိုရှင်ပြေးနေတယ်ဟုတ်လားသိအရှင်မပြေဘူးဆိုရင်အဲ့ဒါပြန်စစ်ကြည့်လိုက်อืมနောက်ကွယ်ကတွန်းအားနည်းနည်းနည်းနေပြီဆို ုတ်လားတွန်အားနေနေပြီဆိုတာလေးကိုမြင်ရမယ်နော်ဒါကြောင့်တရားတရားဟာကောင်းမြတ်တဲ့လုပ်ငန်းကိုလက်ပတ်စေဖို့အတွက်သူဟာအလွန်အားကြီးတဲ့တွန်အားကြီးပဲဒါကြောင့်သူ့ကိုတတ္တာဗလံဆိုပြီးတော့ဘုံငါးပါးမှာထိတ်ဆုံးကနေတက်ပြီးတော့ဟောတာဟုတ်ပြီနော်ဒါကြောင့်ကိုချင်းသီလာဥဒိတန်အောင်ကောင်းမွန်စေလိမ့်မယ်ယုံကြည်မှုတရားတရားကိုစိတ်ထဲမှာအမြဲတမ်းရှိနေရင်သူကကောင်းတာတွေကိုလက်ပတ်စီပြီးတော့ချမ်းသာဒုက္ခအကျိုးရလဒ်ကိုထွက်စေလိမ့်မယ်။ဒါကြောင့်သူ ਨੇ အမြဲတမ်းဘုန်းတော်ကရှင်တွဲပြီးတော့နေရမယ်လို့ပြောတာဟုတ်လားပြီးတော့ ਆ တော့ကိုယ့်ရဲ့စိတ်ကိုတကယ်နှစ်သက်စေတဲ့အရာကိုယရဏလို့ခေါ်တယ်နော်အဲ့ဒါလူတွေအတွက်ယရဏဆိုတာဘယ်ရတော့ဆိုတော့မြတ်စွာဘုရားပညာနရဏံသတ္တနအမှန်တိမှုဉာဏ်ပညာဟာတကယ်တန်ဖိုးကြီးမားဆုံးသောယရဏပဲတဲ့ဟုတ်လား तू ဟာစိတ်ကိုအလွန်နှစ်သက်စေတဲ့အရာပဲ မတိပဲနဲ့နေရတာတကယ်တမ်းတွေ့ကြည့်ရင်တော့စိတ်ပြက်စရာကြီးဟုတ်လားရှင်းနေတာတမျိုးကိုယ်စိတ်တည်းရှောက်ထင်းညာထင်းတွေးညာတွေးသိညာသိသိတဲ့အသည့်တွေကလည်းအမှားတွေအဲ့ဒါပညာဆိုတာဘာလို့ဆိုအမှန်သိဟုတ်လားအဲ့ဒီအမှန်သိမှုနဲ့နေရတာတကယ်တမ်းကကျင့်တဲ့စရာအကောင်းဆုံးပဲဟုတ်လားဩကိုယ်အစားတုံးကဒီလိုထင်ထားတာမဟုတ်ဒီလိုမြင်ထားတာမဟုတ်ငါတစ်လျှောက်လုံးမှားလာတာပါလား ဩခုကျမှမှန်သွားတယ်ဆိုတော့ဘလောက်ကျင့်တ်ကျင့်တ်မှုရလိမ့်မလဲဆိုတော့တွက်တာဟုတ်လားတကယ်တော့မျက်စိလည်းပြေးသွားပြီပညာဟိုတကယ်အာကိုလောက်တဲ့မျက်စိလည်းပြေးပါတယ်လို့ပြောရလောက်အောင်ထိမြင်မာတဲ့ပညာဆိုတာနတ်သစ္စာလေးပါးကိုတိမှအမှန်တရားကိုတိမှနော်တကယ်မျက်စိလည်းပြေးတဲ့အရှင်ကိုရောက်မှာဟုတ်လားဒါလေးကိုဘုံဘုံတို့ကပညာရဲ့သဘောနားလည်အောင်လုပ်ပြီးအဲ့ဒီပညာကိုလည်းအတိုင်းတာတစ်ခုထိရအောင်လုပ် နော်ရပြီဆိုရင် तू ကစိတ်ကိုဘလို့နှစ်သက်စေတယ်လဲဆိုတာကိုကိုယ်တိုင်လက်တွေ့သိလာလိမ့်မယ်ပေါ့ဟုတ်လားအဲ့ပညာအဆင့်၅မျိုးရှိတယ်မကြာခဏဘုံတို့ပြောပါတယ်နော်ကံကံရဲ့ကျိုးကိုသိတာအခြေခံပညာပုဂ္ဂိုလ်တတ္တဝါမရှိယုံနာမဲ့သဘာဝတွေပဲဖြစ်နေတာလို့သိတာပညာဖန်ဆင်းလို့ဖြစ်တာမဟုတ်အကြောင်းပဲရှောက်ဖြစ်နေတာလည်းမဟုတ်သူ့အတူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေကြတာလို့သိတာပညာအနိစ္စဒုက္ခအနတ္တကိုသိတာပညာတစ္ဆာလေးပါးကိုသိတာပညာ တစ္ဆာလေးပါးသိတဲ့ပညာကိုပန်းတိုင်ထားပြီးတော့ဘုဖွန်တို့ကပညာကို ရှားနေကြတာเนาะဒါသတိပဋ္ဌာန်ဤပညာကိုအသုံးပြုပြီးတော့ပညာကိုရှားနေတာเนาะတဘာဝတရားကိုတဲတဲ့ကြည့်တဲ့အလေးအကျင့်ကိုပြုစုပြောထောင်ရင်းနဲ့ဩပုဂ္ဂိုလ်တတ္တဝါမှာပါဘူးဆိုတာကိုနားလည်အောင်လုပ်တာဟုတ်လားသူတို့အကြောင်းအကျိုးရှေ့ရှေ့ရှေ့ယုံနံဒီဟုသောအကြောင်းအကျိုးနောက်နောက်ယုံနံတွေဆက်ဆက်ဖြစ်နေတာပါလားလို့သိအောင်လုပ်တာဟုတ်လား ဖြစ်ပြီးတောက်လျှောက်ပျောက်ကွယ်သွားတဲ့သဘောတွေပါလားလို့သိအောင်လုပ်တာခုနကအဖြေရရပြီးသားနော်တွက်နည်းကိုလည်းဖခင်ကပေးလိုက်ပြီးသားဟုတ်လားတွက်ကြဖို့ပဲလိုတယ်ဒါဘလောက်ကိုမှကံကောင်းတော့တွက်နည်းရတဲ့အပြင်အဖြေပါရထားပြီးသားဒါဒီအဲ့ဒီအဖြေကကိုတွက်လို့ရတဲ့အဖြေတော့မဟုတ်သေးဘူးနော်ခွတ်နီးပေးတဲ့အတိုင်းတွက်ကွက်ကိုတွက်ဟုတ်လားတွက်ပြီးတော့မှအော်ဒီလိုပေါင်းဒီလိုနှုတ်ဒီလိုမြောက်စားလိုက်တော့ဒီဖြီထွက်သွားတာကိုဆိုမှစိတ်ထဲရှင်းသွားမှ အဲ့ဒါကိုယ်တိုင်ရတဲ့အဖြေလို့ပြောရမယ်။အခုဘုံတော်အဖြေတွေကတော့သိနေနော်ဘဝဒုက္ခသစ္စာဒါမှမဟုတ်လောဘတွေကလည်းအတင်းဖြစ်ဟုတ်လားဒုက္ခသစ္စာလို့သိရင်လောဘတွေကဘယ်အတင်းဖြစ်မယ်လို့ဟုတ်လားတော့ဒုက္ခသစ္စာလို့တကယ်မသိသေးဘူးဆိုတာကိုဘာဖြစ်နေတာကတသက်ပြနေတာတော့လောဘတွေဖြစ်ဖြစ်နေတာကတသက်ပြရတယ်သဘောပေါက်လားဘုံပြောတာအဲ့တော့ကိုကအဖြေကကိုယ်တိုင်ရတဲ့အဖြေမဟုတ်သေးဘူးသူများပြောတဲ့အဖြေကြီးကြားထားတာပဲရှိတယ် ကိုယ့်ကိုတွက်ဆိုတော့အဲ့ဒီဖြေရအောင်မတွက်တဲ့သေးဘူးတွက်နီးတော့ရှိနေပြီလက်ထဲမှာဒါပေမဲ့တကယ်ချပြီးတော့လက်တွေ့တွက်မကြည့်ရသေးဘူးပေါ့နော်တရားအထုတ်တာကိုအဲ့လိုလေးဘုံဘုံသဘောပေါက်တယ်လို့လေးပြောကြည့်တာပါဟုတ်လားဒါဘာကိုပြောနေတာတော့ပညာဆိုတာယရဏတကယ်ရအောင်ရှာကြည့်တကယ်ရပြီဆိုရင်တကယ်စိတ်ကိုနှစ်သက်စေလိမ့်မယ်သူ့လောက်စိတ်ကိုနှစ်သက်စေတဲ့အရာဘယ်ဟာမှမရှိမတိဘဲနဲ့နေရတော့လောက်လောက်စိတ်ပြည့်စရာကောင်းတွက်ကြည့်သမ်းပါ ကိုထင်းနေတာမြင်နေတာအကုန်လုံးအမှားတွေယူရဲဆိုဟာဘလောက်တောင်စိတ်ပြက်စရာကောင်းအောင်လို့တကယ်ကဒါအကုန်အမှားတွေနဲ့နေနေတာပဲအမှားတွေန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 ေတာဝိဇ္ဇာနဲ့နေနေတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါပညာဆိုတဲ့အလင်းရောင်ရဲ့အောက်မှာမှန်မှန်ကန်ကန်သိမြင်ပြီးတော့နေရတဲ့အခြေအနေမျိုးကိုရောင်ဘုန်းတော်ကစူးစမ်းကြရအောင်နော်အဲ့ဒီပညာရရင်ဒါယတနာပဲတဲ့ကဲနောက်ဆုံးမိကောင်ကဘာလဲတော့ဘယ်သူမှလူယူဖြည့်ဆီးလို့မရတဲ့ เนาะတကယ်ကိုပိုင်နေဆိုတဲ့အရာဘာလဲတဲ့အဲ့ဒါကိုမြတ်စွာဘုရားဘလို့ဖြေတော့ပုံညာ sorry ဟိတူဟတာเนาะပုံညာဒါနသီလတမာတိပညာကုတုကောင်းမှုမျိုးစုံပုံညာဆိုတာဖြူရှင်တန်ရှင်းတဲ့အမှုကလေးတွေကောင်းမှုเนาะကောင်းကျိုးချမ်းသာဖို့ဖြစ်စေတတ်တဲ့အပြစ်ကင်းတဲ့သဘာဝလေးတွေကိုပုံညာလို့ခေါ်တာဟုတ်လားအဲ့ဒီပုံညာကနော်ဆွန့်လွင်ရင်းနဲ့ဖြစ်တယ်စောင်းစည်းရင်းနဲ့ဖြစ်တယ်တည်ငြိမ်ရင်းနဲ့ဖြစ်တယ်အမှန်တည်ရင်းနဲ့ဖြစ်တယ် ဒါနရဲ့တိလာရဲ့တမာတိရဲ့ပညာရဲ့ဟုတ်ပြီနော်အဲ့ဒီပုံညဆိုတဲ့ကုသိုလ်ကောင်းမှုဟာကိုယ်တန်တမှာဖြစ်သွားပြီဆိုရင်ဘယ်သူမှအဲ့ဒါကိုအမှုနီးနဲ့လည်းယူလို့မရအကျဉ်းနီးနဲ့လည်းယူလို့မရလဲစားပြီးတော့လည်းယူလို့ဘလူနီးနဲ့မှယူလို့မရဘူးဒါကမှတကယ်ကောင်းမြတ်တာတွေထဲမှာအဲ့ဒါကိုဟာပဲဟုတ်လားဒီသဘောလေးကိုဖုန်းဖုန်းတို့နားလည်ရမှာနော် ကျန်တာတွေကိုဘလောက်တန်ဖိုးထားပြီးတော့နော်စိတ်ထဲကဘလောက်ပဲလိုချင်မျက်နှိုးလိုပဲဖြစ်ဖြစ်ဘလိုပဲရှာထားလို့ဘလိုပဲရှိပါလဲပြောပြောနောက်ဆုံးတနေ့သေးပြီဆိုတာနဲ့သူနဲ့ကိုနဲ့အိုးစားကွဲမှာဟုတ်တယ်မဟုတ်လားသဘောပေါက်တယ်နော်နော်တန်တရားလုံးယုံနံစင်စစ်မပြတ်ဖြစ်ပေါ်နေတဲ့အနေအထားကိုဒါတန်တရားလို့ခေါ်တာဟုတ်ဟုတ်လားအဲ့ဒီတန်တရားလုံးသေးသေးရေးချမဲ့မှာအထိယူသွားလို့ရလောက်အောင်အဲ့ဒီပစ္စည်းတွေမှာအဲ့ဒီအရည်အသွေးမရှိဘူးနော်သေးသေးအထိ ဒါလည်းနောက်ဘဝအထိယူသွားလို့ရတဲ့အည်သွေးရှိတာကောင်းမြတ်တာတွေထဲမှာဆိုရင်ဘယ်မှာပဲရှိနေတာလဲအဲ့ဒီကုသိုလ်မှာပဲရှိနေတာဒါလည်းမကောင်းတာတွေထဲမှာလည်းရှိနေသေးတယ်နော်အကုသိုလ်တွေကိုလည်းဘာလို့အာသူ့လည်းပဲဘယ်လှလန်းချောင်းပစ်ထားခဲ့လို့မှရမှာမဟုတ်ဟုတ်လားသူ့လည်းယူသွားမှာပဲဟုတ်လားဘောင်းတော့သူ့လည်းကိုယ်တန်တန်မှာဖြစ်သွားတာဟုတ်ဟုတ်လားအခုဒီမှာကနော်ဘယ်သူမှလူယူဖြည့်ဆည်းလို့မရတဲ့အရာလို့မေးတာကောင်းမြတ်တာတွေကိုရည်ရွယ်ပြီးတော့မေးတာမဟုတ်လို့မြတ်စွာဘုရား နှပုံညာစောရိဟိတုဝရကောင်းမှုဟာလူမှလူอยู่လို့မရဘူးကိုတကယ်ပိုင်တယ်ဒါကြောင့်အနုဂါမိကဆိုတဲ့အသုံးနှုံးနဲ့လည်းမြတ်စွာဘုရားဟောတယ်အနုဂါမိကဆိုတာအရှင်အမင်းကိုနောက်မှသူရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်တချို့ဒေသနာတွေမှာကြတော့ဘလို့ဥပမာပေးတော့စာယာဝအနုပါယိနိဟုတ်လားအရိတ်လို့နော်အရိတ်နဲ့ဥပမာပေးရနော်အရိတ်ဟာကိုနောက်ကိုအမြဲလိုက်တယ်မကောင်းတာတွေကိုကြတော့ဘလို့ဥပမာပေးတော့ စကံဝဝဟတောပဒံဟုတ်လားဟိုလှဲကိုဆွဲသွားတယ်နွားရဲ့ခြေရာနောက်ကိုသူဆွဲသွားတယ်လှဲဘင်းရဲ့ဘင်းရာကြီးကအမြဲတမ်းလိုက်တယ်သူလည်းထားခဲ့လို့မရဘူးနော်တွဲနေတာဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့ရဲ့ဘဝတွေကိုနော်ပုံပြပန်းမြက်ဖြစ်အောင်ကြိတ်ချေမဲ့ဖြက်စီးမဲ့နော်အကုသိုလ်ရဲ့အကျိုးဆက်တွေပါမလာရအောင် အကုသိုလ်တွေကိုတော့နည်းနိုင်တယ်နည်းအောင်စူးစမ်းရမယ်ပေါ့နော်ကိုကိုအရေးတဲ့ဘွယ်ပေါ်ကနေမိုးပြီးတော့လုံခြုံမှုပေးမဲ့ အေးချမ်းစေမဲ့စောင့်ရှောက်မဲ့အရေးတဖွယ်ဖြစ်တဲ့ဥဒ္ဒကောင်းမှုတွေကိုတော့များစွာပြုကြရမယ်ပေါ့ဟုတ်လားဒါကြောင့်ဒီမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေလေးခုဟာနော်သူရှုထောင်းတဲ့သူဘုန်းတို့ရဲ့ဘဝမှာအလွန်မှကျင်နေเสียကောင်းတဲ့ချမ်းသာမျိုးကိုဖြစ်ပေါ်စေမဲ့နော်နီလန်းပေးထားတဲ့လမ်းညွန်ချက်တည်းလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဦးသီးတိုင်အောင်ကောင်းဖို့အတွက်ကိုချင်းတီလာကိုဖြူစင်အောင်ထိန်းကြရမယ်ပေါ့ဟုတ်လား ဩသူရှိမှကိုယ့်ရဲ့ကောင်းမြတ်တဲ့လမ်းကြောင်းကလေးမတိမ်မဆောင်ဆက်လက်ပြီးတော့လက်ပတ်နိုင်မှမှုလို့အဲ့ဒီသူဆိုတဲ့တရားတရားကိုကိုယ်နဲ့အမြဲမကွာ ဖြစ်ပေါ်နေအောင်ကြိုးစားရမယ်တရားတရားမပြောက်စေရဘူးယုံကြည်မှုကိုထိန်းထားရမယ်နော်ပြီးတော့ပါတော့ကိုယ့်စိတ်ကိုတကယ်နှစ်သက်စေတဲ့ယရနာလို့ဆိုရအောင်တန်ဖိုးကြီးတဲ့အမှန်သိမှုဉာဏ်ပညာကိုလည်းရအောင်ရှာကြရမယ်ပေါ့ဟုတ်လားနောက်ဆုံးအကုန်ချုပ်ပြီးတော့ပြောလိုက်ရင်နော်ဒါနသီလသမာဓိပညာ ုသိုလ်ကောင်းမှုမှန်သမျှဟာကိုတကယ်ပိုင်ထားပြီဆိုရင်ကိုဟာအစ်စ်ပဲဘယ်သူမှယူလို့မရဘူးကျန်တဲ့ဥစ္စာပစ္စည်းကိုဘယ်လောက်ပဲတန်ဖိုးရှိတယ်ထင်တယ်မဖြစ်မနေသူများယူမယ်ဆိုယူလို့ရတယ်နော်ယူလို့မရဘူးလို့မရှိဘူးဟုတ်လားဒါကြောင့်မလို့ဒီနောက်ဆုံးအဖြေလေးရလဲပဲတမျိုးတစ်ပါးသာခြုံငုံပြီးတော့ဘဝမှာဘာကိုဖြစ်အောင်များစွာစူးစမ်းအထောက်အကူတင်တယ်လဲဆိုတာကိုသူအဖြေပေးနေတယ်လို့မရှိဘူးလား ဘာဖြစ်အောင်များစွာကြိုးစားမလဲကုသိုလ်ဖြစ်အောင်များစွာကြိုးစားမလဲနော်အကြောင်းအားလျော်စွာအခါအားလျော်စွာဖြစ်အောင်လုပ်ရမယ်ပေးတဲ့ချင်းပေးမယ်ဟုတ်လားစောင့်စည်းမှုတည်လာတော့အမြဲတမ်းရှိနေအောင်ကြိုးစားရမယ်ပေါ့နော်တမာတိဖြစ်အောင်ကြိုးစားမယ်ပညာဖြစ်အောင်ကြိုးစားမယ်နော်ဒါနကောင်းမှုလည်းပဲအခါအားလျော်စွာကိုယ့်ရဲ့ပိုင်ဆိုင်မှုအနေအထားကိုဆင်ခြင်သုံးသပ်နော်လိုအပ်ချက်အနေအထားကိုဆင်ခြင်သုံးသပ်ပြီးတော့အလုံးရဲ့ပုံမှာနော်နှမျိုးတွန့်တူမှုမရှိဘဲနဲ့ဝေနိုင်မျှနိုင် တော့လူနိုင်တန်းနိုင်ဒီလိုအနေအထားမျိုးလေးဖြစ်အောင်လည်းပဲစိတ်ကိုမလုပ်အောင်မလို့ပြုပြင်ပြီးတော့ကြိုးပမ်းအထောက်ရမယ်ဟုတ်လားဒါနာသီလတမာတိပြင်ကြတော့ကိုနောက်မှာအမြဲတမ်းသူတို့ရှိနေတယ်တစ္ဆာအရှိဆုံးကိုကိုစောင့်ရှောက်မဲ့အရာတွေလို့နားလေရမှာဟုတ်လားဒါကြောင့်ဒီဒေသနာလေးကလုံးဝကျင့်သက်စရာကောင်းတဲ့ဒေသနာလေးတစ်ပုဒ်လို့မဆိုနိုင်ဘူးလားစုံနိုင်တော့မှတ်သားထားနော်ခဏခဏနာဘူးတယ်ပြန်ပြီးတော့အစီအစဉ်ကြပြောဆိုရင်ပြောတဲ့ဖို့ကအဲ့ဒါ ကောင်းတဲ့မှာတကယ်ကိုအစီအစဉ်လေးချပြီးတော့ငါတိအောင်ကိုလုံမယ်ဆိုတော့ခံယူချက်ရှိတဲ့လူတွေမှပြောနိုင်မှာနော်ဟုတ်လားခပုံတည်းရပစ္စည်းထထားတာ ਨੇ ပြောဆိုအကုန်ပြုတ်ကြတယ်ဟုတ်လားတရားစဆိုင်ရင်အဲ့ဒါပြောထားတယ်ဟုတ်လားအိုးလေးကိုကောင်းကောင်းမွန်မွန်တည်တည်လှမ်းချထားဟုတ်လားအဲ့ဒီအိုးနဲ့အပြည့်သူ့မှာရှိနေမယ်ရနေမယ်ရည်တွေထည့်ထားတယ်ဟုတ်လားအိုးမှောက်ထားတယ်ဆိုရင်ရတော့တော်တော်ကိုအဆင်မပြေဘူးပေါ့နော် သူ့အတွက်ဆုံးရှုံးနေပေါ့အကုန်လုံးအကြောင်းတွေတိုက်ဆိုင်နေပါလေကဲနဲ့မှောက်ထားလိုက်တဲ့အတွက်ကြောင့်မရရဘူးဖြစ်သွားတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဉာဏ်ပညာတွေကိုမှောက်မထားနဲ့ပေါ့နော်အရန်တဲ့ခံယူနိုင်တဲ့အနေအထားရှိအောင်ကြိုးစားကြရမယ်ဟုတ်လားဒါကြောင့်ဒီကနေ့နော်တရားနာရင်ဖြင့်ကုသိုလ်ကောင်းမှုတွေများစွာဖြစ်ကြရတယ်မိမိတို့တန်တမ်းမှာဖြစ်အောင်ကြိုးပမ်းအထောက်ထားကြရတယ်ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်ဖရာတပည့်တော်တို့ဒီမဲ့ညာပုညံမြတ်နိဗ္ဗာန်ကို လင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတတိဝါတုတဗ္ဗမင်္ဂလရကံတုတဗ္ဗေဝတ္တတဗ္ဗဘုရားတို့ဝါဝေနတရာဒုခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလရကံတုတဗ္ဗတေဝတ္တတဗ္ဗဓမ္မတို့ဝါဝေနတရာဒုခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလရကံတုတဗ္ဗတေဝတ္တတဗ္ဗတံဃာတို့ဝါဝေနတရာဒုခိဝန္တုတိ ဒေဒုမကံတေတရားနာပိတပေါင်းသရောဘောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားတဘမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝါဝတိဘဝတို့ကောင်းဆိုအားမသိဖြစ်တော်မူကြပါစေတည်းတဘတိဝတမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့ဘောင်းတို့ကလည်းပဲ လက်ခံတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတမ္မဗုဒ္ဓံတို့ဘဝေနခင်ငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဒါဘဗျာရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းတမ္မဓမ္မတို့ဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဟုဆိုသောဆရာတော်တရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းတမ္မတံဃာတို့ဘဝေန မေဂထံလေးယောက်ပလထံလေးယောက်ဆိုသောရှောက်တော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလကုန်သမာဓိကုန်ပညာကုန်တို့နဲ့ပြည့်စုံတော်မူရတဲ့သမှုတိတန်ခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်ဒီဆိုအန္တုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခီကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာ မသွေဖြစ်တော်မူကြပါစေတည်း ကဲအလိုမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုစုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်မဉ္ဇဉ်ပုညမြတ်နိဗ္ဗာန်ကိုလင်းမြတ်ထုတ်ချောက်မျက်မှောက်ပြုပေးရစေလို့ဆုတောင်းကြမယ်။တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်။အလိုညီညာညာလိုက်ပြီးတော့ဆုရရအောင်။အရှင်ဖေယဖေယတွေ့တော်တို့သည် ယနေ့ယခုယနေ့ယခုပြုလုံအပ်သောပြုလုံအပ်သောဒါနသီလဒါနသီလသမာဓိပညာသမာဓိပညာကုသိုလ်ကောင်းမှုအဆုစုတို့သည်မဲ့ညာဖို့ညာမြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေသတည်းဤကောင်းမှုဤကုသိုလ်တို့ဤ အဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍31ဘုံကျင်လီကုန်သောတတဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ ိုစိတ်နှဖျားကိုစိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေတော်ကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု